မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရဲ့လီဒါထက်မှာလုံခြုံရေးအရာရရှိတဲ့စစ်တီတွေအားလုံးကို Facebook TikTok အပါဝင်လူမှုကွန်ရက်အသုံးပြုမှုတွေတင်းကျပ်ကန့်သတ်လိုက်ပြန်နေဆိုပါလေပြည်နယ်ငံကမြမအရင်နဲ့ပတ်သက်ပြီးဂျားဝင်မစွတ်ဖက်ရေးမူဝါဒကိုလက်ကင်ပြုတယ်ဆိုပြီးတော့ထက်ခါတလဲလဲပြောဆိုနေပြီမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရေးမှာပြည်နယ်ငံရဲ့ဝင်ရောက်စွတ်ဖက်နေမှုဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထောက်ပြပြောဆိုလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့ leader ထဲမှာလုံခြုံရေးအရာရရှိတဲ့စစ်သည်တွေအားလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုတွေတင်းကျပ်ကန့်သတ်လိုက်ပြန်တယ်လို့ leader သတင်းရှင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ မေလာစနေနေ့ကတပင်းရင်းမြို့နယ်မှာရှိတဲ့အိုထိန်ကွင်းကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေနဲ့ပုံကျဲမှုကြောင့်ဆီယမနအူအပါဝင်ကလေးသူငယ်22ဦးသေဆုံးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာပဲစစ်ကောင်စီကသူတို့လေတက်ထဲမှာရှိတဲ့ရရှိနေစစ်တီတွေအပြင်စစ်တီမိသားစုတွေကိုပါ Facebook TikTok အပါဝင်လူမှုကွန်ရက်အသုံးပြုမှုတွေတင်းကျပ်ကန့်သတ်လိုက်ပြန်နေဆိုပါတယ်အဓိကကတော့တပင်းရင်းလေကျောင်းတက်ခတ်မှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီရဲ့လေတက်အရာရှိစစ်တီတွေနဲ့မိသားစုတွေကိုလက်စားချေတိုက်ခိုက်ဖို့လူမှုကွန်ရက်တွေမှာလှုပ်ဆော်တာတွေ အဲ့ဒီလေတက်အရာရှိစစ်သည်တွေအပြင်သူတို့မိသားစုတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုပါလူမှုကွန်ရက်တွေမှာတောက်လျှောက်ဆိုသလိုဖြန့်ဝေတာတွေရှိလာတဲ့အတွက်ဆိုပြီးစစ်ကောင်စီလေတက်ထဲမှာလုံခြုံရေးအရလူမှုကွန်ရက်အသုံးပြုမှုတွေကိုကန့်တက်လိုက်တာဖြစ်သလိုလက်ရှိသူတို့လေတက်အရာရှိတွေရဲ့လူမှုကွန်ရက်အသုံးပြုတဲ့နာမည်အစ်စ်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင်လည်းဖယ်ရှားထားဖို့တွေရော Facebook မှာဆိုရင် profile ကို launch ထားဖို့အပြင် TikTok မှာလည်းလေရင်ပါတဲ့ video တွေရိုက်တင်ထားတာရှိရင်ဖြတ်ထားဖို့တွေအထူး စစ်ကောင်စီကကန့်တက်လိုက်တယ်လို့လေးတက်တဲ့င်းအရေးမြင့်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။တဖက်မှာလည်းအဲ့ဒီစစ်ကောင်စီရဲ့လေးတက်ထက်ကလေးရင်မောင်းတဲ့အရာရှိတွေရဲ့မိဘဆွေမျိုးတွေဟာအခုလိုသူတို့စစ်တပ်ကရဲသားတွေကိုအစုလိုက်အပြုံလိုက်လေးချောင်းတက်ခိုက်တက်ဖြတ်မှုဖြစ်စဉ်တွေဖြစ်ပွားပြီးတိုင်းသူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီးလေးတက်ထက်မှာမကြာခဏဆိုသလိုလာရောက်နေထိုင်တာမျိုးလည်းရှိတဲ့အပြင်တဖက်မှာလည်းရန်ကုန်ခေတ်တက်တင်းဌာနကနေအဲ့ဒီလေးတက်အရာရှိတွေရဲ့လိပ်စာတွေသူတို့မိသားစုတွေရဲ့လိပ်စာတွေကိုမကြာခဏဆိုသလိုဖော်ပြခံရတဲ့အခါတိုင်း အဲ့ဒီလိပ်စာတွေမှာနေတဲ့လေတအရာရှိမိသားစုတွေဟာနေရရွှေပြောင်းသွားကြတာတွေအိမ်နဲ့ခြံတွေကို ရောင်းချပြီးပြောင်းရွှေ့သွားကြတာတွေအထိလှုပ်ဆောင်ကြတယ်လို့လေလေတသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချက်ဖက်စကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်လှတဲ့စစ်ရာဇဝတ်မှုတွေကိုအာဆီယံကနှုတ်ဆက်မျက်ကွယ်ပြုနေတဲ့အပေါ်လူခွင့်ရေးအဖွဲ့တွေကပြစ်တင်ဝေဖန်ခဲ့ကြပါတယ်လက်တတော်မှာလည်းအချက်ဖက်စကောင်စီဟာမြန်မာနိုင်ငံတော်ကရတပ်ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေရမှာ ကလေးငယ်ចောင်းသားចောင်းသူအယောက်20ကျော်တည်ဆုံးစေခဲ့တဲ့တပယင်းမြို့နယ်အိုထင်းကွင်းကျေးရွာစာတင်ចောင်းကိုစစ်တပ်ကလေးចောင်းတက်ခိုက်မှုအပါအဝင်စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်တဲ့စစ်ရာဇဝဲမှုတွေကိုအာဆီယံကနှုတ်ဆက်ပြီးမျက်ကွယ်ပြုနေတဲ့အပေါ်လူအခွင့်ရေးအဖွဲ့တွေကပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ကြတယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အာဆီယံဟာမြန်မာအရေးဘုံသဘောထား၅ရက်ကိုကင်ဆယ်ထားပြီးလက်တွေ့မှာတော့အာဆီယံဟာမြန်မာစစ်ကောင်စီကိုအရေးယူမှုမရှိဘဲစင်တေကိုစိတ်တည်နေဖုံးနေတဲ့ပုံစံသာရှိသလို လက်ရှိအချိန်ထိလည်းစစ်ကောင်စီကိုအာဆီယံအဖွဲ့ဝင်တချို့နဲ့အတူသူတို့နဲ့ဆက်ဆက်နေတဲ့လူချမ်းသာတစုဟာမြန်မာစစ်အုပ်စုစီပုံစံမျိုးစုံနဲ့စစ်လက်နက်နဲ့စစ်အသုံးဆောင်ပစ္စည်းတွေဆက်လက်စီစဉ်နေတုန်းဖြစ်တယ်လို့ Justice for Myanmar ကဝေဖန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီအတွက်အာဆီယံဟာစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်လှတဲ့စစ်ရာဇဝတ်မှုတွေကိုနှုတ်ဆက်မျက်ကွယ်ပြုနေတာဟာမြန်မာနိုင်ငံရဲ့အချက်အလက်တွေကိုလောင်စာဆီဖြစ်ပေးနေတယ်လို့ဖြစ်နေတဲ့အပြင် မြန်မာစစ်အုပ်စုရဲ့ကျူးလွန်နေတဲ့ရာဇဝတ်ပေါင်းများစွာမှာအာဆီယံကပါကြံ့ရပါပုံစံဖြစ်နေပြီလို့လည်းလူအခွင့်အရေးအဖွဲ့တွေကပြစ်တင်ဝေဖန်ခဲ့ကြပါလိမ့်ခင်ဗျာဖတ်ပါမယ်စကိုင်းတိုင်းတပင်းမြို့နယ်အိုထိန်ကွင်းခြေရွာစာတင်ကျောင်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဟာသူတို့စစ်တပ်ကဘယ်ထုတ်ပြန်ထားတဲ့အပြစ်ရစဲရေးကိုချိုးဖောက်မှုအဖြစ်ဩစတြေးလျနဲ့အမေရိကန်ကရှုံချလိုက်တဲ့အပြင်ကုလသမဂ္ဂ IMM စုံစမ်းရေးရန်ရကလည်းအထောက်အထားတွေပေးပို့ကြဖို့တောင်းခံထားပါတယ်တဖက်မှာလည်း ဒီလိုမြန်မာစစ်တပ်ကကလေးတွေစာတင်နေတဲ့ကြောင်းကိုလေကြောင်းတက်ခတ်မှုဖြစ်စဉ်ဟာသူတို့စစ်တပ်ကထုတ်ပြန်ထားတဲ့အပြစ်ရဲ့ကြီးညာချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်တာဖြစ်တဲ့အတွက်ဒီလိုလောက်ရမျိုးကိုအပြင်းထန်ရှုံချတယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်ကပြောထားသလိုဩစတြေးလျနိုင်ငံကလည်းမေလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြီးညာချက်ထုတ်ပြန်ထားပါတယ်။ဒါအပြင်တစ်ဖက်ကကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းရေးရန်ညာ IMM ကလည်းအဲ့ဒီဒပင်းမြို့နယ်ကအိုးထိန်ကွင်းကျေးရွာစတင်ကြောင်းကကလေးတွေကို မြန်မာစစ်တပ်ကလေကြောင်းကနေဘုံကျဲတပ်ဖြတ်တဲ့ကိစ္စဟာအင်မတန်မှဆက်စုပ်ရွန်ရှာပွဲကိစ္စဖြစ်တဲ့အတွက်ဒီပြစ်မှုနဲ့ပတ်သက်ပြီးဆက်ဆက်တဲ့အထောက်အထားအချက်လက်တွေကိုပေးပို့ကြဖို့ကိုလည်းကုလဆောင်ဇန်ရီရန်နီယာ IMM ကတောင်းခံထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကကြောက်တော်မြို့နယ်နဲ့ကြိုက်ထုံမြို့နယ်တွေမှာရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြန်တဲ့အတွက်ပြည်သူထောက်ကနန်းလောက်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် ရခိုင်ပြည်နယ်မှာဆိုရင်ကြောက်တော်မြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရနေရာတွေကိုအချက်ဖက်စကောက်စီတက်ကမေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာပဲလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေပါဝင်အပြစ်မဲ့အရသာပြည်သူတွေတိုက်ဆုံခဲ့တဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များထားတယ်ဆိုပါတယ်အဲလိုစကောက်စီဘက်ကအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးဒမင်နဂါလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာတဲ့အတွက်ကြောက်တော်မြို့နယ်မှာရှိတဲ့ဒေသခံထောင်ကနန်းလောက်ဟာ လောလောဆယ်မိုးတွင်းမရောက်ခင်လေကြောင်းအန်ရဘေးကနေကင်းဝေးဖို့အတွက်ဘေးလွယာဒေသတွေကိုတိတ်ရှောင်နေကြရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူတဖက်ကမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကရဲသားပြည်သူတွေရှိရာနေရာတွေကိုလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်လက်ရှိမှာဝင်းကန်ဘောကထကြောက်ရည်တွင်းကလောင်မြောင်းရှမ်းစုနယ်အညာစုကျေးရွာတွေကပြည်သူအယောက်2000ကျော်ဟာဘေးလွယာကိုတိတ်ရှောင်နေကြရတယ်လို့လည်း KNU ဗဟိုကနေထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းဒဇယ်မြို့ပေါ်မှာအထိုင်ချနေကြတဲ့အချက်ဖက်စစ်ကောင်စီရဲ့ခမရ361တရင်ကစစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာလက်နက်တွေနဲ့အတူတော်လိုင်းကြီးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ PDF အမှတ်52ဗျူဟာရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မေလ10ရက်နေ့ကပဲစကိုင်းတိုင်းဒဇယ်မြို့ပေါ်မှာအထိုင်ချနေကြတဲ့အချက်ဖက်စစ်ကောင်စီရဲ့ခမရ361တရင်ကစစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာ စစ်တပ်ထဲမှာသူတို့ကိုကြီးနိုင်ငယ်ညှင်းပုံစံနဲ့အနိုင်ကျင့်မှုတွေကိုသီးမခံနိုင်တော့တဲ့အစိုးတင်းရင်သေးပါစေဆိုပြီးသူတို့ကင်ဆောင်တဲ့တနက်တွေနဲ့အတူတော်လိုင်းရဲတပ်တွေရှိရာဘက်ကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးကိုတော်လိုင်းရဲတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးတနက်ပါပါလာတဲ့အတွက်တဦးကိုငွေကျပ်350စီပါချီးမြှင့်ပေးထားပါတယ်လို့လည်း PDF အမှတ်52ဘျူဟာရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာ အခုတခါဆက်ချင်တာကတော့တရုတ်နိုင်ငံကမြန်မာရေးနဲ့ပတ်သက်ပြီးဂျာဝင်မစွတ်ဖက်ရေးမူဝါဒကိုလက်ကင်ပြုတ်တယ်ဆိုပြီးထပ်ခါတလဲလဲပြောဆိုနေပြီမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအရေးမှာတရုတ်နိုင်ငံရဲ့ဝင်ရောက်စွတ်ဖက်နေမှုဟာမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကထောက်ပြပြောဆိုထားပါတယ်။တစ်ဖက်မှာတော့တရုတ်နိုင်ငံကသူတို့ရဲ့ဝင်ရောက်မစွတ်ဖက်ရေးမူဝါဒကိုထပ်ခါတလဲလဲအခိုင်အမာပြောဆိုနေပြီမယ်။မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုကိစ္စမှာတော့ MNDAA တပ်ကိုတရုတ်နိုင်ငံကအချက်ကိုင်ဖိအားပေးပြီးလာရှိုမြို့ကနေစုခွာအောင်လှုပ်ဆောင်ခဲ့တဲ့တရုတ်ဘက်ကဂျာဝင်စွပ်ဖက်မှုတွေဟာသူတို့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုသာရှေ့ရှုနေတယ်ဆိုတာကိုလည်းတက်သေးပြနေတယ်လို့ဆိုထားပါတယ်။တပ်ပကစကောင်စီကတော့သူတို့ရဲ့အဖက်ဖက်ကရှုံးနိမ့်မှုတွေအတွက်တရုတ်နိုင်ငံရဲ့စီးရေးအထောက်ပံ့ပေးမှုတွေနဲ့မြန်မာနိုင်ငံတွင်းမျက်နှာပြောင်တိုက်ဂျာဝင်စွပ်ဖက်နေမှုတွေအပေါ် သူတို့စစ်တပ်ကိုတိုင်ကတရုတ်ကိုဝင်ပါစေခဲ့တဲ့အတွက်ဒါဟာလွဲမှားစွာလောင်ကြီးထက်လိုက်တာဖြစ်တယ်လို့လည်း SCCM ကထောက်ပြပြောဆိုထားပါတယ်။လက်ရှိအခြေအနေတွေကတရုတ်နိုင်ငံအနေနဲ့မြန်မာအရေးကိုကြားဝင်စွပ်ပတ်မှုနဲ့မြန်မာစစ်ကောင်စီကိုကဲတင်နိုင်မှာမဟုတ်တဲ့အပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုဒီထက်ပိုပြီးရှေ့ကျသွားစေရုံနဲ့မကမြန်မာနိုင်ငံအတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက်ကိုလည်းနှောင့်နှေးသွားစေနိုင်တယ်လို့ SCCM ကပြောဆိုထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ཁས ཁས